အထက်ပိုင်းကနေပြီးတော့ကျတော့ passive voice ကိုပြောင်းမယ်ဆိုလို့ရှိရင်မှတ်စရာလေးတွေရှိပါတယ်။ပထမဆုံးဘာမှတ်မလဲဆိုတော့ active voice မှာဆိုလို့ရှိရင် subject ရယ် verb ရယ် object ရယ်။အဲ့ဒါ passive voice ပြောင်းမယ်ဆိုရင် object ကိုရှေ့ပို့ပေးရတယ်။ active verb ကို passive verb ပြောင်းပေးရတယ်။ subject ကိုနောက်မှသွားပြီးတော့ by plus subject နောက်မှပို့ရတယ်။အဲ့တော့ object ရှေ့ပို့ရာရဲ့ subject နောက်ပို့ရာရဲ့ကလွဲတယ်။နည်းနည်းလေးခက်တာက active buff ကို passive buff ပြောင်းတာနည်းနည်းခက်တယ်ခက်လို့မို့ဒီလိုမျိုးလေးပြီးထားတယ်လွဲ့အောင် active passive ပြောင်းရမှာနောက်ဆုံး buff ကိုတွေ့အောင်ရှာနံပါတ်မှတ်က buff 3ပြောင်းတင့်ရပြီကိုရှေ့ကပေါ့အဲ့ဒါ active buff ကနေ passive buff ပြောင်းနေဖြစ်ပါတယ်ဘလို့ပြောရမှာလဲဆိုတော့ကိုတော့တိတိချာချာရှင်းပြထားတဲ့ grammar class ဒီ member ဝင်လို့ရတယ်နော်အဲနောက်တစ်ချက်ကကြတော့ mp by s tr မှတ် ဘိုင်ဘလတ် subject ရဲ့ရှိမှာ mandatory place တွေထားပြရမယ်ဘိုင်ဘလတ် subject ရဲ့နောက်မှာ time နဲ့ reason တွေထားပြရမှာဖြစ်ပါတယ်เนาะဟုတ်ကဲ့ဟုတ်ပြီဒါဆိုရင်နောက်ထပ်မှတ်เสียရရှိသေးတယ်ဖြုတ်သုံးဖြုတ် active point ကနေ passive point ကို ပြောင်းမယ်ဆိုရင် prefer ပါရင် ဖြုတ်ရတယ် pronoun ပါရင်ဖြုတ်ပြရတယ် someone somebody no one nobody ပါရင်ဖြုတ်ပြရတယ်အဲ့ဒါဖြုတ်သုံးဖြုတ်လို့မှတ်ထားပါ နောက်ပြီးတော့ဘိုင်သုံးဝမာလာဝတ်နဲ့တွဲပေးရမှာလားဆိုတာရှိသေးတယ်ပြုလုပ်တဲ့သူဆိုရင်ဘိုင်သုံးမှာဖြစ်လာစေတဲ့အရာဆိုရင်ဝတ်ကိုသုံးပေးရမယ်ဆိုလိုတာကဘာလဲဆိုတော့ကြတော့ဖြစ်လာစေတဲ့အရာဆိုတော့ဥပမာ a straight line မြင်းပြောင်းတစ်ချောင်းကိုဆွဲမယ် is drawn with a ruler အဲ့ဒီလိုဆွဲတဲ့အခါမှာပေဒံကိုအသုံးပြုပြီးတော့မြင်းပြောင်းကဖြစ်လာတာအဲ့ဒါမျိုးဆိုလို့ရှိရင်ဝတ်နဲ့တွဲပေးရတယ်နော် ဒါကြောင့်မို့လို့ B flat buff 3ရဲ့နောက်က bin flat sub ချက်မှာ bin သုံးပြရမှာလားဝတ်နဲ့တွေးပြရမှာလားဆိုတာကတော့အချိန်ေပေါ်ကြည့်ပြီးတော့ခွဲရတာမျိုးရှိနိုင်ပါတယ်။ဒါက active point ကနေ passive point ကို ပြောင်းမယ်ဆိုလို့ရှိရင်မှတ်ထားရမယ့်အရာလေးတွေဖြစ်ပါတယ်။